ရန်သဘောကျတယ်သူကဒီ2025နဲ့2029အတွင်းကိုခလေး3သိန်းပေါ့နော်ခလေး3သိန်းကိုဒီအဟာရနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးမယ် support လုပ်ပေးမယ်ဖြည့်တင်ပေးမယ်အဲ့လိုအစီအစဉ်လေးဖြစ်တဲ့အခါကျတော့သူ့အနေနဲ့သူတို့အတွက်ရောသူတို့ရဲ့ပတ်ဝန်းကျင်အတွက်ရောသူတို့မိသားစုအတွက်ရော support လုပ်နိုင်မှာပေါ့နော်ဟာဒီသူတို့ရဲ့ဒီအုံနောက်နဲ့ခန္ဓာကိုယ်ကြီးထွားဖို့မျိုးတွေအတွက်ဆိုလို့ချင်းကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးဖို့အတွက်အရေးကြီးရပေါ့နော်အဲ့တော့ဒီဥစ္စာတွေကိုကျမတို့ဝေမျှပေးသွားပြီးတော့မှဒီကလေးတွေရဲ့နောက်အနာကမှကျန်းမာပျော်ရွှင်မှုအတွက်ကိုယူရပြီးတော့မှကျမတို့ဒီ ဆိုလောက်တာပေါ့နော်။နောက်ကလေးတွေကိုယ်တိုင်လည်းဒါလေးတွေကိုတောက်သုံးပြီးတော့မှငါတို့အတွက်အဟာရဖြစ်မဲ့ဟာနောက်တစ်ချိန်ကျရင် အုံနောက်ဖွင့်ပြမဲ့ဟာလေးတွေနားလေသွားတယ်ဆိုရှင်တော့ဒါအမတို့အတွက်လောက်ရကျွတ်နဲ့တယ်လို့လည်းပြောလို့ရပါတယ်။ lunchbox ထည့်တာအစပေါ့နော်အဲ့လိုမျိုးတဲ့ခါမှာတကယ်ကိုပဲအဟာရပြည့်ဝတဲ့ဥပမာဆိုပြည့်ဝတယ်ဆိုရှင်အစုံပေါ့နော်ဟောဖြစ်နိုင်တာတော့ဖြစ်နိုင်တာဘာပြည့်စေချင်လဲဆိုတော့ဒီအဟာရကိုပြည့်ဝစေချင်တယ်ဆိုဥပမာသမင်းပါမယ်အသားငါးပါမယ်နောက်ပြီးတော့မှနှုတ်ပါမယ်ပဲနှုတ်ဆိုလို့ရှင်လဲဒါဗီဒီယိုပဲနှုတ်မှာဆိုရှင်အဓိကပါပါလဲပရိုတင်းဓာတ်ပါတာပေါ့နော်ပရိုတင်းဓာတ်တွေပါတယ်နောက်ပြီးခါကြလို့ရှင်ကယ်ဆီယမ်တွေပါဒါတွေကတကယ်ကိုပဲသူတို့အတွက်အရေးကြီးတဲ့အဟာရဓာတ်တွေပါတယ် ။နောက်ကလေးတွေကိုယ်တိုင်လည်းဒါလေးတွေကိုတောက်သုံးပြီးတော့မှငါတို့အတွက်အဟာရဖြစ်မဲ့ဟာနောက်တစ်ချိန်ကျရင်အုံနောက်ဖွင့်ပြမဲ့ဟာလေးတွေနားလေသွားတယ်ဆိုရှင်တော့ဒါအမတို့အတွက်လောက်ရကျုံနဲ့တယ်လို့လည်းပြောလို့ရပါတယ်။ ရန်သဘောကျတယ်သူကဒီ2025နဲ့2029အတွင်းကိုခလေး3သိန်းပေါ့နော် ခလေး3သိန်းကိုဒီအဟာရနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးမယ် support လုပ်ပေးမယ်ဖြည့်တင်ပေးမယ်အဲ့လိုအစီအစဉ်လေးဖြစ်တဲ့အခါကျတော့ဒီလာမယ့်နှစ်အတွင်းမှာဒီခလေးတွေကအဟာရပြည့်မီသွားတယ်ဆိုလို့ရှိရင်နမိတ်တို့ဒီခလေးတွေကနာကတ်မှာသူတို့ကဒီ လူနေမှုဘဝတွေကိုရောက်လာမယ်ဒီကလေးတွေအတွက်လိုအပ်တဲ့အာဟာရဗဟုသုတတွေအာဟာရနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအများကြီးကလေး၃သိန်းဆိုတာမနည်းဘူးလေနော် အရာတွေကိုမျှဝေပေးမယ်ဆိုတော့ဒီကဒီစီဇန်လေးကိုစကြတဲ့အရာလေးတစ်ခုအရန်သဘောကျဟုတ်အမဘီတိုပဲနုလိုမျိုးဆိုတော့ FDA တို့ HACCP တို့เนาะနောက်တော့ GMP တို့เนาะဒါအမတို့ရဲ့စက်ညွန်စင်ထားလေးတွေရှိเนาะဥပမာဆိုတော့ဒီအစားတောက်က FDA approve ဖြစ်ထားပြီးသားနောက်ပြီးတော့မှထုတ်လုပ်တဲ့နေရာမှာလည်းတကယ်ကိုပဲတန့်ရှင်းနေပေါ့เนาะ standard တစ်ခုရှိတဲ့အစားအစာလေးတွေ ਨੇ ထွက်လုထားတယ်ဆိုတော့ပိုကောင်းတာပေါ့ဒါမှမဟုတ်ကိုစားတောက်တဲ့အစားစာပဲဖြစ်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 ဟိုမောင်နို့တောက်တာပဲဖြစ်ဖြစ်ပဲနို့တောက်တာပဲဖြစ်ဖြစ်ဘလို့အစားစာပဲဖြစ်ဖြစ်တကယ်ကိုပဲ safety ဖြစ်တဲ့စိတ်ချရတဲ့အစားစာမျိုးရွေးချယ်တယ်ဆိုတာအကောင်းဆုံးပဲဖြစ်မှာပါ င်းမှာဆိုလို့ရှိရင်ဗစ်တိုပဲနိုကမြန်မာနိုင်ငံမှာနိုင်ငံတကာအဆင့်မီအာဆွီဒင်ပြည်ငါနဲ့ထုတ်လုပ်ထားတဲ့ပထမဆုံးပဲနိုအမှတ်တစိဖြစ်တယ်အဲ့တော့ကျမတို့ရဲ့ထုတ်ကုန်တွေက quality လည်းပြည့်မီတယ်အမျိုးအစားတွေလည်းရွေးချယ်စရာအမျိုးမျိုးရှိတဲ့အတွက်ကြောင့်ကျမတို့ရဲ့ထုတ်ကုန်တွေကိုဒီယုံကြည်စိတ်ချစွာနဲ့ဒီတောက်တုံးလို့ရတယ်လို့မိဘပြည်သူတွေပြောကြတယ်